ါနာကောင်းမှုရဲ့အကျိုးပေးကိုသိပြီးတော့ဒါနာပြုတာနဲ့အကျိုးပေးကိုမသိဘဲနဲ့ဒါနာကောင်းမှုပြုတာနဲ့အကျိုးရတာချင်းမတူအဲ့ဒါကြောင့်မလို့ဒါနာကောင်းမှုရဲ့အကျိုးပေးကိုသိအောင်ကြိုးစားရမယ်လို့ပြောတာဟုတ်လားဒီနေ့မှာဥရှင်တို့မာစီဆိုတော့ဘုရားကြီးဟောထားတဲ့တရားလေးတစ်ခုတည်းမှာဒီဥပမာလေးကိုတွေ့ရဘူးတယ်ပေါ့။နော်ဘာပြောတာတော့ဆိုတော့ကြီးကဒါကြံ့ကန်နေတဲ့ကနေထုံထုတ်ပြီးတော့ပြောထားတာပေါ့လေ။အပြောတော့ဆိုတော့ရှင်သာတိပုတ္တရာကမြတ်စွာဘုရားကို အလိုဒါနတစ်ခုပြုတ်လိုက်လို့ဖြစ်ပေါ်သွားတဲ့ကုသိုလ်ကောင်းမှုရှင်သာရိပုတ္တရာရဲ့တန်တန်ပါရှိတယ်ဆိုကြပါစို့။နောက်မြတ်စွာဘုရားကရှင်သာရိပုတ္တရာကိုလှူလို့တန်းလို့မြတ်စွာဘုရားရဲ့တန်တန်မှာဒါနကောင်းမှုတစ်ခုဖြစ်ပေါ်သွားတယ်လို့ဆိုကြပါစို့။နောက်ရဟန္တာတွေဖြစ်တဲ့အတွက်ကြောင့်ကုသိုလ်ဆိုတာကတော့မဖြစ်တော့ပါဘူးကရိယာပဲဖြစ်တာပါသို့သောဥပမာကိုပြောတာ။ရှင်သာရိပုတ္တရာကမြတ်စွာဘုရားကိုလှူလို့ရှင်သာရိပုတ္တရာရဲ့တန်တန်မှာဖြစ်တဲ့ဒါနကောင်းမှုရဲ့ မြတ်စွာဘုရားကရှင်သာတိပုတ္တရာကိုလှူလို့မြတ်စွာဘုရားရဲ့တန်တမာဖြစ်ပေါ်မဲ့ဒါနကောင်းမှုရေအဲ့ဒီဒါနကောင်းမှုနှစ်ခုဘယ်ဒါနကောင်းမှုကပို့ပြီးတော့အကျိုးပေးထက်သန်မလဲဆိုတဲ့မေခွန်းပေါ့တာမအပြည့်စဉ်းစားမယ်ဆိုရင်ရှင်သာတိပုတ္တရာကမြတ်စွာဘုရားကိုလှူတဲ့ဒါနကောင်းမှုကအကျိုးကျေးဇူးများတယ်လို့ထင်ရှားရှိတယ်ပေါ့။အောက်ဆုံးမြတ်စွာဘုရားကိုလှူတာ哦နောက်မြတ်စွာဘုရားကရှင်သာတိပုတ္တရာကိုလှူတာကအကျိုးနည်းမယ်လို့ထင်ရှားရှိတယ်ပေါ့။အောက်ဆုံးရှင်သာတိပုတ္တရာကမြတ်စွာဘုရားတဲ့နော်အစစ်နိုင်တယ်哦 ဒါပေမဲ့အဖြေကအလိုမဟုတ်ဘူးတဲ့မြတ်စွာဘုရားကရှင်သာတိပုတ္တာကိုလှူတဲ့အလှူဒါနကပို့ပြီးတော့အကျိုးပေးထက်သန်နေတဲ့ပါဘူးလို့လဲဆိုတော့ဒါနရဲ့အကျိုးပေးကိုရှင်သာတိပုတ္တာထက်မြတ်စွာဘုရားကပို့တိလို့ပါတဲ့အင်္ဂါ၆ပါးနဲ့ပြည့်စုံအောင်သာဒါနကောင်းမှုတစ်ခု ပြုနိုင်မယ်ဆိုလို့ရှိရင်အဲ့ဒီဒါနကောင်းမှုရဲ့အကျိုးပေးဟာဘယ်၍ဘယ်မျှရှိပါလဲဆိုတာကိုဘလို့လူကမှတိုင်တန်ပြီးတော့မပြနိုင်ဘူးတဲ့ အင်္ဂါ6ပါးနဲ့သာပြည့်စုံအောင်လုပ်ဒါနကောင်းမှုတစ်ခု လုပ်တဲ့ခါပါအင်္ဂါ6ပါးနဲ့သာပြည့်စုံသွားမယ်ဆိုရင်အဲ့ဒီဒါနကောင်းမှုရဲ့အကျိုးပေးကိုဘယ်ပြေဘယ်များရှိတယ်လို့ဘယ်သူမှမတိုင်းတာနိုင်ဘူးတဲ့ဥပမာမဟာသမုဒ္ဒရာထဲမှာရှိတဲ့ရည်တွေကိုတိုင်းတာချင်းတွေလို့မရနိုင်တယ်လို့ပဲတဲ့အလိုတော်ဥမာပေးတယ်အသမုဒ္ဒရာထဲမှာရှိတဲ့ရည်တွေကိုဘယ်နှပုံးရှိတယ်ဘယ်နှခွက်ရှိတယ်လို့ဘယ်သူမှချင်းတွေလို့မရဟုတ်လား အဲ့လိုပဲဥရှင်တို့အင်္ဂါ6ပန်းနဲ့သာပြည့်စုံအောင်လုပ်နိုင်မယ်ဆိုရင်အဲ့ဒီဒါနာကောင်းမှုရဲ့အကျိုးပေးကိုဘယ်သူမှရေတွက်လို့တိုင်တာလို့မရဘူးတဲ့အဲ့တော့အဲ့ဒီအင်္ဂါ6ပန်းကဘာတွေတော့ဆိုတော့ပေတတို့မသားဘူးပိသားခေါင်းထဲမှာအလူပေးတဲ့ပုဂ္ဂိုလ်ဘက်ကအင်္ဂါ3ပန်းအလူခံတဲ့ပုဂ္ဂိုလ်ဘက်ကအင်္ဂါ3ပန်းအလူပေးတဲ့ပုဂ္ဂိုလ်ဘက်ကအင်္ဂါ3ပန်းကဘာလဲဆိုတော့ပုပ္ပမုံစအပ္ပရာစေတနာစေတနာ3တန်အပြစ်ကင်းအောင်ဖြူရှင်အောင်တန်ရှင်းအောင်ကြိုးစားရမယ်မလူခင်ရှေးဖို့မှာ ဖြစ်တဲ့ဥပ္ပါစီရဏတန်ရှင်းအောင်ကြည်လင်အောင်ကြိုးစားရမယ်။လှူနေစေအခိုက်အတန့်မှာဖြစ်တဲ့ပုံစစီရဏเนาะအပြစ်ကင်းအောင်တန်ရှင်းအောင်ကြိုးစားရမယ်။လှူပြီးတဲ့နောက်မှာလည်းပဲအပ္ပရစီရဏဝမ်းမြောက်ဝမ်းသာကြည်ကြည်လင်လင်ရှိရမယ်။ဒါကအလှူပေးတဲ့ပုဂ္ဂိုလ်ရဲ့ဘက်ကရှိရမယ်အင်္ဂါ၃ပါးပါ။အလူခံတဲ့ပုဂ္ဂိုလ်ဘက်မှာဘက်ကရှိရမယ့်အင်္ဂါ၃ပါးကဘာလဲဆိုတော့တိ ရာဂကင်းတဲ့ယဟန္တာတို့လည်းဖြစ်ရမယ်သို့မဟုတ်ရာဂကင်းအောင်ကျင့်သုံးနေတဲ့သူတော်ကောင်းတို့လည်းဖြစ်ရမယ်။နှစ်ဒေါသကင်းတဲ့ယဟန္တာတို့လည်းဖြစ်ရမယ်သို့မဟုတ်ဒေါသကင်းအောင်ကျင့်သုံးနေတဲ့သူတော်ကောင်းတို့လည်းဖြစ်ရမယ်။သုံးမောဟကင်းတဲ့ယဟန္တာတို့လည်းဖြစ်ရမယ်သို့မဟုတ်မောဟကင်းအောင်ကျင့်သုံးနေတဲ့သူတော်ကောင်းတို့လည်းဖြစ်ရမယ်တဲ့အဲဒါမှတစ်ချက်တော့သုံးချက်အဲ့တော့အလှူပေးတဲ့ပုဂ္ဂိုလ်ဘက်ကသုံးချက်အလှူခံတဲ့ပုဂ္ဂိုလ်ဘက်ကအင်္ဂါသုံးချက် ဲ့ဒီအင်္ဂါ6ချက်နဲ့သာတကယ်လို့ပြည်စုံခဲ့မယ်ဆိုရင် ပြည်စုံအောင်လုပ်နိုင်မယ်ဆိုရင်เนาะအဲ့ဒီဒါနာကောင်းမှုတစ်ခုရဲ့အကျိုးပေးရဲ့เนาะအတိုင်းအတာဟာမှန်စာလို့မရဘူးလို့အဲ့ဒါလို့မြတ်စွာဘုရားဟောတယ်